အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ breaking news ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါအဲ့တော့အခုတော့ breaking news အများဆုံးအသင်းတစ်သင်းကိုပြောပါဆိုရင်တော့ Tottenham Hotspur အသင်းပဲဖြစ်မှာပါပဲအဲ့တော့ Tottenham Hotspur အသင်းလည်းအခုလက်ရှိမှာ breaking news ရဲ့နောက်ဆုံးသတင်းအရဆိုရင်တော့ Tottenham Hotspur အသင်းထံတွေကိုဒါကျွန်တော်တို့2022နောက်ပိုင်းမှာပထမဦးဆုံးအနေနဲ့ anecdote မိသားစုအနေနဲ့တာပေါင်တန်းတရာအသင်းတွေကိုဒါကျွန်တော်ငွေထည့်သွင်းခဲ့ပြီဖြစ်တယ်ဒီနေ့မှာအရင်တော့ကလည်းမတူတဲ့ဥစ္စာကတော်တော်လေးကိုစိတ်ဝင်စားဖို့ပေါ့2022ခုနှစ်ကဒါ ကျွန်တော်မှတ်မဲ့ရမာရှလာလောက်ကတော်တန်ဟော့စပယ်အသင်းနဲ့ကိုတော့ကျွန်တော်အန်နစ်ဒိုအုပ်စုနေနဲ့ပေါင်သန်း150ကျွန်တော်တို့ အသေးနဲ့ကိုငွေထက်သွင်းခဲ့ပူတာရှိတယ်။ဒီညမှာဒီလိုထက်သွင်းခဲ့တာကအဓိကအိုင်တုံးကတော်တန်ဟော့စပါတဲ့ရဲ့ကျွေးမိတွေကိုကြည်အောင်ဆက်ချင်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးထက်သွင်းခဲ့တဲ့အကြောင်းဖြစ်ပြီးအိုင်တုံးကတော်တန်ဟော့စပါတဲ့နေတာ150မှာ68.5သန်းသန်းကိုပဲတုံးခဲ့ရတာဖြစ်ပြီးတော့ဒီအတရသန်း150တွေကဒါကျွန်တော်ပေါင်သန်း80ပတ်ချလဲဝိညာဉ်ကြတာတော်တန်ဟော့စပါတဲ့နေနဲ့ဒါလက်ရှိဒါကျွန်တော်တို့အပြောင်းရွှေ့မှာတုံးပြူခွင့်ရခဲ့တာဖြစ်တယ်။အိုင်တုံးကပေါင်သန်း80မှာတော်တန်ဟော့စပါတဲ့နေသူရဲ့စီမင်းစီကံရလူ3ယောက်ဝယ်ရမယ်ဆိုတဲ့စီမင်းစီကံပေါ်မူတည်ပြီးတော့ စပားသင်းနဲ့ပေါင်းသက်80ပဲမှတ်မဲ့ရတာကြောင့်အရေးကြတဲ့လူ၃ယောက်ဝင်ခဲ့တဲ့သဘောမှာရှိအဲ့တော့ဗျာကျွန်တော်ကအဲ့တုန်းကတော့ငွေထည့်သွင်းခြင်းပုံစံမျိုးအရာလုတ်ခဲ့တာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့အချိန်မှာအခုလက်ရှိတင်ပြရမယ့် breaking news နဲ့တော်တော်လေးကို꿰သွားဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော် Vivian Lewis နဲ့သူ့ရဲ့သမက်တို့ဒါဦးဆောင်နေတဲ့ Lewis မိသားစုအနေနဲ့ Any group အနေနဲ့ တတန်ဟိုတော့တော်တန်ဟော့စပါတင်းနဲ့ကိုဒါပေါင်တန်းတရာငွေကြီးကြီး cash injection ထည့်လိုက်တယ်လို့သိရတယ်မှာပါတယ်ဒီ cash injection ကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတာမှရှိတယ်ဒီတရာရာခိုင်နှုံးလုံးလုံးကအသင်းရဲ့ sporting success ကိုပဲအဓိကသွားမှာဖြစ်ပြီးအသင်းရဲ့လက်ရှိစီးပွားရေးဆိုင်နဲ့ဘာမှပတ်သက်မှုရှိမှာမဟုတ်ဘူးဆိုတာကို Lewis family ကဒီ cash injection နဲ့ပတ်သက်ပြီးတရားဝင်ရှင်းပြခဲ့တာတွေ့ရမယ်အတဖြည်းနဲ့တဖြည်းတော်တန်ဟော့စပါအသင်းဘာဖြစ်ချင်လဲဆိုတော့ရုပ်လုံးတစ်ခုတော့ပေါ်ပြလိုက်ပြီးမှကျွန်တော်အနေနဲ့တော့လုံးဝမယုံနိုင်သေးဘူးဘာကြောင့်လဲကိုအားပေးလာတဲ့ဒါ20ကျော်တောက်လျှောက်မှာ ဒီအသင်းတသင်းနဲ့ဒီအသင်းကဒီလိုမျိုးလုံနိုင်ရဲ့လားဆိုတဲ့ဥစ္စာကိုကို့အတွက်ကတကယ်ကို surprise ကောင်းစရာဖြစ်နေတဲ့အတွက်ကြောင့်လို့ပဲပြောရမယ့်အနေထားမှာရှိပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဆက်ပြီးပြောအောင်ပါ။ဘာပြောချင်တာလဲ။အဲ့တော့ Total Horse Bathing နဲ့ခုနကကြော်ပြောခဲ့2020 March လတုန်းကဒီ diameter 2020အဲ့ကြော်တာ နာ cash injection ပေါင်း350တွင်းခဲ့တယ်။ဒါပေမဲ့အဲတုန်းကစပါသိနေတာကျွန်တော်တို့မမေ့ရကွင်းကြီးတွေကဒါအချိန်ကြီးချုံးရမှုဒါကိုဗစ်ပြီးတဲ့ကာလမှာအသေးအနေနဲ့ငွေကြေးရရုံးကန်နေရတဲ့အတွက်ကြောင့်မို့လို့ကိုပြီးတော့ PSR FFP နိုးနဲ့ညှိသွားနေတဲ့ကြောင့်မို့ဒါကျွန်တော် Lewis family နေနဲ့ပေါင်း350ကိုသူတို့နေနဲ့ cash injection လုပ်ခဲ့တာဖြစ်တယ်။အဲတော့ပေါင်း350စပါသိနေတာကျွန်တော်တို့အားကစားအနေနဲ့အသုံးပြုတာမဟုတ်ဘဲနဲ့ all rounder အနေနဲ့အဓိကအသုံးပြုခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲတုန်းက350ကိုလည်းစပါသိနေတဲ့350အပြည့်အသုံးမပြုခဲ့ရဘူးလို့လည်းသိရတယ်ပါပါ။အဓိက နီယယ်လီဗီကြောင့်ပဲအဲ့တော့လက်ရှိမှာစပါအသင်းနဲ့ဒါကျတော့ဒီနေ့မနေ့သူတို့ရဲ့တော်တယ်သူတို့ရဲ့အင်္ဂလန်ရဲ့ဒီနေ့မနေ့အစောပိုင်းမှာစပါအသင်းကဒါကျတော့တန်တရာ cash injection ပြုလုပ်ခဲ့ကြောင်းသူတို့ရဲ့တရားဝင် website ကိုဒါ social media တောက်လျှောက်မှာကြီးညာခဲ့တယ်ဒီသတင်းထွက်ပေါ်လာပြီးတော့ကျတော့ဒူရီနေတဲ့ဒီတန်တရာအရင်တော့ကပုံစံမျိုးတိုင်းပဲဒါကျတော့ all rounder ပုံစံမျိုးပဲသွားမယ်လို့အကုန်လုံးထင်ထားခဲ့ပေမဲ့ Alisa Go ရဲ့ပြောပုံရဆိုဒီတန်တရာကိုတော်တယ် hospital အသင်းရဲ့လက်ရှိ Vivian Lewis နဲ့ဒါကျတော့သူ့ရဲ့သမတ်တို့ကသူတို့ကိုယ်တိုင်ကဘာမှ manage ဝင်လို့မဟုတ်ပဲね Thomas Fred Jonathan Langi Vivian ကျတော့ဒါ V9 ဒီ၃ရက်ကိုအဓိက၃ဖို့အတွက်ပြီးသွားမယ်လို့ပြောတယ်အဲ့ပြောချင်တာလက်ရှိမှာ Tottenham Hotspur အသင်းနဲ့လာမယ့်စောင်းရာသီမှာသူတို့လိုအပ်နေတဲ့ left wing က ဒါကြတော့ခန်းစစ်မှုတရက်ကိုဝယ်သွားပို့တဲ့ဒီငွေကလုံလောက်တာထက်ကိုပို့တယ်လို့ပြောလို့ရတယ်။ရုပ်တရက်ကြည့်မယ်ဆိုတော့ပေါင်သန်း100ဆိုတဲ့ပစံအခုလက်ရှိ market ထဲမှာဘာမှသိမဟုတ်ပြီးမယ်။စပါးတို့အသင်းမျိုးအတွက် left wing ကတရက်ကိုကောင်းကောင်းဒီ market ထဲမှာဝယ်ရတယ်။ပြီးတော့ဒါခုနပြောပြဒီတန်တရက cash injection ဖြစ်တဲ့အတွက်ကြောင့်မို့ဒါကြတော့ဒါ spread forward လုတ်သွားလို့ရတယ်တဲ့မှာပါတယ်။ဥပမာလက်ရှိမှာဒီနေ့ညွေရဒီမှာ spot ဒီနေ့ဆောင်းရဒီမှာစပါးတင်နေပေါင်သန်း60တုံးနောက်နေ့တန်း40ဆက်ပြီးတုံးလို့ရတယ်ဒီမှာရှိတယ်။အဲ့တော့ ဒီနေရာမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာ VPN Lewis ရဲ့ဒါကျွန်တော်ပြောရေးဆိုရွင့်ဖြစ်တယ်ပီတာကာရင်တန်တို့ပြောရေးဆိုခွင့်ရှိတဲ့ပုံစံပဲလက်ရှိမှာဒီတန်တရာလုံးဆိုတန်တရာလုံးရဲ့တရာရာကိုင်းလုံးကိုလက်ရှိမှာ Tottenham Hotspur ရဲ့အားကစားအောင်မြင်မှုအတွက်ပဲအဓိကသုံးသွားမယ်လို့ဒီရတယ်မှာပါတယ်ဒီတန်တရာကိုလက်ရှိမှာဒါကျွန်တော်တို့လက်ရှိကွင်းပြေနာတို့ဒါလက်ရှိမှာ Sporting ဖြစ်နေဗျာ ပြောင်းရွှေ့ခြေအတွက်သုံးတာလူမပြောပဲသူတို့အနေနဲ့ဒါအားကစားပိုင်းဆိုင်ရာအောင်မြင်မှုအတွက်သုံးလိုက်တယ်လို့ပဲပြောလိုက်ရတယ်။တချို့ကြဒီညမှာမေကွန်းထောက်ကြတယ်ဗောနော်ဒါခုနကလူမစပေါ်တင်းဆိုင်တချို့ကြစိုးရိမ်တာကဟိုဘက်ကအကယ်ဒမီရဲ့ဒါကျွန်တော်တို့အခြေအနေတွေကိုပြင်ဆင်မှုလားလက်ရှိမှာတော့ဒေါတန်ဟော့စပိုင်တာကျွန်တော်တို့ training ground ပြင်ဆင်မှုလားဒါနဲ့ပတ်သက်ပြီးတော့များမေကွန်းထုတ်ခဲ့တာရှိတယ်ဒီကမှာကျွန်တော်တို့ခင်ဗျားတို့တင်ပြချင်တာဒေါတန်ဟော့စပိုင်ရဲ့ training ground အခုလက်ရှိ training ground ထဲမှာအသစ်ထိတဲ့ကတစ်ခုဖြစ်တဲ့ကြောင့်ဘာမှပြင်ဖို့မလိုအပ်တဲ့ training ground ဖြစ်တဲ့ပြီးလို့ရှိတာကျွန်တော်တို့ under 21တို့ဒါ under 18ပေါ့နော်ကျွန်တော် UNR တို့ပါအဲ့လိုကျွန်တော်ဒါလူ ငယ်အကယ်ဒမီအတွက်တော်တန်ဟော့စပါတဲ့ငါလက်ရှိမှာဒါကျွန်တော်အောင်မြင်မှုအများဆုံးရနေတဲ့ဒါကျွန်တော်အကယ်ဒမီတွေတခုဖြစ်တယ်ဒီနောက်ဘက်မှာဒါစပါတဲ့ဒါကျွန်တော်လုံးဝရှုံးမွဲမရှိဘဲနဲ့ဒါသူတို့ရဲ့ PA2 စုတယ်ဆိုတာမှစုကူခဲ့နေတာမှရှိတယ်တော်တန်ဟော့စပါတဲ့အဲ့တော့မမေ့ရဒါကျွန်တော်တို့လူငယ်သင်းစုကူပြီးတော့အဲ့တစ်နှစ်တွင်းမှာစပါတဲ့ယူရိုပါလီရခဲ့တဲ့နှစ်တည်းနဲ့ပေါ့နော်အဲ့တော့စပါတဲ့နဲ့ခုလက်ရှိမှာလူငယ်ကယ်ဒမီတော်တော်လေးအဲ့တော့ပြောချင်တာရှင်းတယ်လူငယ်ကယ်ဒမီတို့နဲ့ယင်းနှမြုံနေမှာမဟုတ်လို့လက်ရှိမှာသူတို့အနေနဲ့ training ground ဒါလက်ရှိမှာကွင်းပြင်ဆင်မှုတွေကိုလည်းပြင်ဆင်မှုလုပ်ရမှာမဟုတ်ဘူးအသေးအပြောင်းရွှေ့တဲ့ကိုပဲဒီတရားအဲ့တော့ခုနပေါ်တဲ့လက်ရှိ Alisa Gu ရဲ့ပြောပုံကပူပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ဒီတန်းတရာလုံးကိုတရားဝင်အသုံးပြုခွင့်ရမှာကတော့လက်ရှိဒါကျွန်တော်အပြောင်းရွှေ့တွေကို manage လုပ်နေတဲ့လူ၃ယောက်အဓိကဒီထဲမှာ Thomas Ram မှာပါလာခဲ့တယ်။အဲ့တော့ မကြခင်မှာကျွန်တော်တို့မြင်ရမယ့်ခန်းကဏ္ဍတစ်ခုက Thomas Frank ရာဒူးများဒူးသွားနိုင်လားဒီနေ့မှာ Spartan ရဲ့လက်ရှိ D ပြက်က Head Coach ရာဒူးပဲဖြစ်ပြီး Tottenham Hotspur တင်က Manager မရှိခဲ့တာကာလတစ်ခုရောက်ခဲ့ပြီလို့ထင်တယ်။လက်ရှိမှာမမေ့ရ Tottenham Hotspur တင်နေတာဒါကျွန်တော် Mauricio Pochettino ကို Manager ရာကူးပေးဖို့အတွက်စဉ်းစားခဲ့ပေမဲ့ဒါ Daniel Levy နဲ့နောက်ဆုံးမှာသူကိုယ်တိုင်ပဲ Manager ရာဒူးကိုသူကိုယ်တိုင်ပဲဒါကျွန်တော် Management လုပ်ပေးနေ Head Coach ကိုပဲပေးခဲ့တယ်။အဲ့တော့ပြောင်းရွှေ့ရေးလက်ရှိမှာဒါကျွန်တော်နောက်ဆုံးအေးပေါ့ Head Coach တို့ကြီးပဲတောက်လျှောက်သွားခဲ့နေတာမှရှိတယ်။ Manager နဲ့ Head Coach စပြီးတော့ကွဲခဲ့တဲ့အချိန်ကလေးကဒါ Tottenham Thomas ဘာတင်ကဒါကျွန်တော် head coach ရှိပဲတောက်လျှောက်ခန့်ခဲ့တာဖြစ်တယ်။ဒါပေမဲ့အခုလက်ရှိမှာဒီပုံစံနဲ့ဆိုတော့ Thomas Frank ကလာမဲ့ရာသီမှာ manager ရာဒူးကိုရသွားဘူးတဲ့ရာခိုင်နှုန်းတွေဖြည်းဖြည်းများလာခဲ့တယ်ဖြစ်တော့လက်ရှိမှာ Jerry List ပြောပုံရ Thomas Frank ကတကယ်ကိုကန်ကောင်းတဲ့နီးပြားတစ်ခုဖြစ်လာခဲ့တယ်။ဒီလိုအရွေးတစ်ခုမှ Thomas Frank တယောက်နီးပြား Spa အသင်းမှာလာဖြစ်တာကတော်တော်လေးကိုကြည့်လို့ကောင်း။ဒါသူများတင်နေရှေ့ကျွန်တော်တို့အများကြီးလူပါသေးတယ်။ဒါပေမဲ့တန်တရာဆိုတဲ့ပတ်စံကဒီနှစ်ဆောင်းရာသီမှာ Spa အသင်းအတွက် immediate မှာအတိတ်ပဲရှိလာမယ်ငွေကြေးတစ်ခုဖြစ်လာမယ်လို့မြင်တယ်။လိုအပ်တဲ့နေရာတွေအများကြီးရှိပါတယ်။အခုလက်ရှိမှာဒါတိုက်စစ်ပိုင်းလိုအပ်မှုတွေရှိတယ်။ဒ ါ left wing ဘက်ရဲ့လိုအပ်မှုတွေရှိတယ်အဲ့တော့စပါတင်ရဲ့ဒီ cash injection ကစပါတင်နဲ့လာမဲ့နေရာဒီအတွက်ဒါကျတော့ left wing နေရာအတွက်သိပ်ပြီးတော့မှန်ကန်ဖို့ခေါ်ယူမှုတစ်ခုအနေနဲ့ဖြစ်သွားအဲ့တော့လက်ရှိမှာစပါတင်ချိန်တဲ့ကစားသမားတွေတခြားသောကစားသမားမဟုတ်ဘူးဆမ်မီညိုပေါ့နော်စပါတင်ရဲ့လက်ရှိနံပါတ်1ချိန်ရွယ်နေတဲ့ကစားသမားဆမ်မီညိုဖြစ်ပြီးဆမ်မီညိုကဒီနှစ်လာမဲ့ဆောင်းရာသီမှာခေါ်ယူဖို့တော့အင်တာမခက်ခဲမယ်ဘုံမောက်တင်တဲ့ကြောင်းမင်းဆိုတော့လာမဲ့နေရာဒီကြမှာပေါင်တန်း80နဲ့85တန်းပတ်ချာလေဝိညာဉ်ညာနဲ့ရောင်းသွားဖြစ်ပြီးတော့ဒီနှစ်နေရာဒီဟိုဒီနှစ်ဆောင်းရာသီမှာလုံးဝရောင်းသွားဖို့ဒီကစားသမား အတွက်အစီအစဉ်မရှိဘူးပေါ့နော်အဲ့တော့မြီတို့ပင်စူစီကမတော်တန်ဟော့စပါတင်တွေဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့တယ်အဲ့ခုနကျွန်တော်ဒါဗီဒီယိုအစားပြောခဲ့လို့စပါတင်နဲ့ကျွန်တော်တို့ဒါထင်ထားခဲ့တဲ့ပုံစံမျိုးတိုင်းဒါအွေကတော်တော်လေးကိုမြင်လာခဲ့ရပြီဒီအွေကကောင်းမွန်တဲ့အွေဖြစ်လာခဲ့ပြီကျွန်တော်တော်တန်ဟော့စပါတင်အားပေးတဲ့တက်တဲ့ချက်ပါဒီလိုမျိုးအွေကတော်တော်လေးကိုအကောင်းဆုံးအွေတစ်ခုလို့အောင်ပြောလို့ရတယ်ဒန်နီယယ်လီဗီထွက်သွားခဲ့ပြီးနောက်မှာတော်တန်ဟော့စပါတင်နဲ့ပြောင်းလဲလာလိုက်တာကိုအသင်းတော်မှာကိုမမတ်မိတဲ့နေရာတစ်ခုရောက်လာခဲ့ဒီနေရာမှာဒါသူများတွေကျွန်တော်မြောက်ပြောတာမဟုတ်မဲ seriously ရတာကျွန်တော်တို့အသင်းရဲ့ပြိတ်သက်တယောက်နဲ့ကျွန်တော်ဒီအသ င်းကိုအားပေးခဲ့တဲ့ပိတ်သက်တရားနဲ့20ကျော်အတွင်းမှာ ဒီလိုမျိုးကိုယ့်အသင်းကိုပိုင်ရှင်နေနေတလောက်ကြည့်ခဲ့တာတခါအဲ့တော့ပြောကြတခါကျရင်ကျွန်တော်ဒါစဉ်းစားပါဘောနော်ဒန်နီယယ်လီဗီအနေနဲ့ဒါလူးဝစ်စတိုဖယ်မီနဲ့ဒါကျွန်တော်လက်ရှိပြိတ္တတွေကြားထဲမှာသူကိုယ်တိုင်ကပဲဒါလူအပ်ချက်တွေများစွာရှိခဲ့တယ်ဒါမို့လူးဝစ်စတိုပြိတ္တလူးဝစ်စတိုရဲ့မိသားစုကပဲအခုမှပဲဒါဘာဒီစိုက်ကိုထပြီးထဖောက်လဲတော့မသိအဲ့တော့တခုခုတော့တခုပဲကြားထဲမှာကျွန်တော်တို့မသိတဲ့ကိစ္စအကြီးကျယ်တခုတော့ရှိပါတော့လူးဝစ်ပြိတ္တလူးဝစ်စတိုမိသားစုနဲ့ anecdote အုပ်စုအနေနဲ့အခုမှထပြီးငွေထည့်တဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ထင်တာအားလုံးရဲ့ trigger point က Europa League ရသွားတဲ့အခြေအနေက trigger point တခုလို့မြင်မယ်တော့ ော်ဒန်ဟော့စပါတင်းရဲ့လက်ရှိမှာလူးဝစ်တိုမီသားစုဘက်ကနေငါတို့အသင်းကဖလားရယူနိုင်တဲ့အစွမ်းရှိတဲ့အသင်းတွေကတသင်းမှာလာဆိုတဲ့ပုံစံမျိုးမြင်သွားပုံရတယ်။အဲ့တော့ခုနကပြောလို့ Bigger for Destiny ပေါ့နော်စပါတင်းရဲ့လူများအသင်းရဲ့လက်ရှိမှာ Newcastle နဲ့ Aston Villa တို့နဲ့မတူတဲ့အချက်ကကျွန်တော်အသင်းတွေကအစကနေပြန်ဆစရာမလိုတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းလက်ရှိမှာလည်း Wing Wing ရှိပြီးသားတသင်းဖြစ်တဲ့ကြောင့်မို့ငွေသုံးမယ်ဆိုရင် Try တတန်သုံးလို့ရတဲ့တသင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းတကယ်တမ်းအသင်းပိုင်ရှင်ဘက်ကသာကျွန်တော်တို့မင်းတို့သုံးစမ်းกว่าလို့လွတ်ပေးလိုက်ပြီဆိုရင်တကယ်တမ်းသုံးလို့ရနိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ် ထဲမှာပါအဲ့တော့ဒါကစားသမားခေါ်တိုင်းလည်းအသင်းကကောင်းမလာဘူးလို့ပြောတယ်ဒါပေမဲ့ငွေမသုံးရင်တော့လက်ရှိနောက်ပိုင်းလည်းအောင်မအောင်မြင်ဘူးဆိုတာသိရတယ်ပဲအဲ့တော့ဒါငွေလည်းသုံးမရမယ်အသင်းအတွက်တကယ်ကိုလူအပ်တဲ့နေရာတွေအတွက်ကိုလည်းတော်တန်ဟော့စပါအသင်းခေါ်ယူသွားမှရမယ်ဆိုတာကိုလည်းတွေ့ရမယ်ဒီမှာပါပါအဲ့တော့လက်ရှိမှာဒါကျွန်တော်လက်ရှိအရွေးတွေကတော်တော်လေး excited ဖြစ်စရာကောင်းလာပြီတော်တော်လေးကဒါစိတ်ဝင်စားစရာကောင်းလာအရွေးတကူဖြစ်လာခဲ့ပြီဒီအရွေးကဘယ်ကိုရှက်ဆက်ပြီးရွေးသွားမလဲဒါဆောင်းရသည်အပြောင်းရွှေ့မှာဆက်ပြီးကြည့်ရမယ်အဲ့တော့ဒီတန်းတရားကိုစပါအသင်းဘက်ကဘယ်လိုအသုံးပြုသွားမလဲ ဒါတွေကခမောင်းနဲ့ကျွန်တော်တို့ပိတ်ကားပြီးမှအတူတူကြည့်ရမယ်ကျွန်တော်ကအရန်ဝမ်းသာပြီးတော့စိတ်ချမ်းသာတဲ့ moment လေးတစ်ခုရတယ်တကယ်ဟုတ်မဟုတ်ဘူးတော့ခမောင်းနဲ့အတူတူကြည့်ရမယ်တဲ့မှာကျွန်တော်လည်းမသိပါဘူးလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုချင်နေဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆက်ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့တွေနေဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့နေနောက်မှာ AAC တူကြတာပေါ့ဒေးပါဗျ